ီယာဒီဘော်လုံးနီယောစုအတွက်ရေပန်းစားဆုံးကစားသမား9ယောက်နံပါတ်1ရာဖင်ဟာနံပါတ်2နေရာမှာတော့ကျွန်တော်တို့ဘာစီလိုနာအသင်းရဲ့ဘရာဇီးတောင်ပံကစားသမားရာဖင်ဟာရပ်တည်နေပါတယ်ဒါရဖီယာဒီယာဒီမှာပြိုင်ပွဲဆိုအသွင်းကို28ဂိုးနဲ့ဖန်နီမှု22ကြိမ်ပြီးပြုလုပ်ထားနိုင်ပြီးတော့တော်တော်လေးခြေစွမ်းပြနေတဲ့ကစားသမားလို့ပြောလို့ရတယ်။ဖန်နီပြဟန်စီပလေးရဲ့လက်အောက်မှာပေါ့နော်ဒီဘာစီလိုနာအသင်းရဲ့အဓိကကစားသမားဖြစ်လာခဲ့ပြီးတော့အသင်းပေါ်ရဖြစ်တဲ့ယမေတို့ဒီပေါ်တော့စတီရိုနဲ့လည်းတွဲညီညီခြေစွမ်းပြကစားထားတယ်။ အပြင်းရင်းရှုံးထက်ပလာတလုံးသိမ့်ပိုက်တာမျိုးဖြစ်ပြီးတော့ချန်ပီယံလိမှာလည်းဆီမီဖိုင်နယ်ဆင်းနေတက်လန်းလာတယ်။လာလီဂါမှာလည်းကျွန်တော်မပေးစရာဟိုထိတ်ဆုံးရနေမှုဆောင်တာပါပဲ။ဆိုတော့ရာဖီယာအနေနဲ့ဒီယာဒီမှာပေါ့နော်လက်ကျန်ယာဒီမှာကျွန်တော်ဘာစီလိုနာအတွက်ဒါလီဂါဆူပလာတလုံးဒါမှမဟုတ်ဒီချန်ပီယံလိပလာတလုံးနှစ်ခုနဲ့တစ်ခုရခဲ့မယ်ဆိုရင်တော့မှဒီဘောလုံးလိုရဖို့အတွက်ရာဖီယာအတွက်ကတော်တော်လေးကိုချိန်နေကောင်းသွားမှာဖြစ်ပါတယ်။နံပါတ်၄အမ်ဘာပေကျွန်တော် ဒီဘောလုံးကြီးကိုပြန်ပွဲတစ်ခါတစ်ခါကျင်းပပြီးတိုင်းကျင်းပပြီးတိုင်းမှာဘောလုံးပြိသက်တွေကြားထဲမှာပြောစရာလေးတွေအများကြီးလိုချန်ခဲ့လေးရှိပါတယ်။အပုံမှန်အားဖြင့်ဆိုရင်တော့ဒီပြည်ရင်းပြည်ပအောင်မြင်မှုတွေဖလားတွေပတ်သိမ်းတဲ့အသင်းရကစားသမားတွေကပဲဒီဘောလုံးကြီးရောအဆူရောင်ရေပန်းစားလေးရှိတယ်။ဒါပေမဲ့တစ်ခါတည်းမှာကြာရင်တော့အဲ့ဒီဒီစူပလားတွေပတ်သိမ်းတဲ့အသင်းရကစားသမားတွေကိုကြော်လွန်ပြီးတော့တအူးချင်း performance အရင်ကောင်းလေးရှိတဲ့ကစားသမားတွေကပေါ့နော်ကြော်ပြီးဘောလုံးကြီးရောအဆူငင်းပွားပဲရောက်လာတာမျိုးတွေလည်းရှိပါတယ်။ ော်ဒီနှစ်မှာအဲ့လိုမျိုးဖြစ်မယ်ဆိုကျွန်တော်အရင်ဆုံးပြင်းပြမိတာတော့ MBP ပဲဖြစ်ပါတယ်။ဟုတ်ဒီ VM Trade အတွက်ပထမဆုံး debut season မှာပေါ့နော် MBP အတွက်တော့စိတ်ကြည်နှံ့စရာကောင်းတဲ့ရာသီတစ်ခုတော့မဟုတ်ဘူး။ La Liga မှာလည်းကျွန်တော်တို့ဒုတိယနေရာကနေကတ်လိုက်နေရတယ်။အဲ Champions League မှာလည်း quarter final အဆင့်ရမယ်လို့ပြန်နှုတ်ဆက်လိုက်ရပြီပေါ့နော်။ ဆိုတော့ VM မတွေ့နေတဲ့ဒီအားဒီမှာစုပလမြန်မာစားစားကြိုင်မြောက်ပြဖို့တော့မရှိတော့ဘူးအဲ့တော့အကြောင်းမို့လို့ MRB အနေနဲ့ဒီ volunteer စုမှာတော့အရင်ကတော့အခြေအနေကောင်းလာတယ်တော့မဟုတ်ပါဘူးဒါပေမဲ့သူကဒီအားဒီမှာစုစုပေါင်းပြန်ပွဲစုံတွင်ကို32ကိုဒီတွင်ယူထားပြီးတော့သူ့ရဲ့အရေးချင်းကဘလို့မှပုံပြလို့မရအောင်ပေါ်လွင်လုံးနေပါတယ်အဲ့တော့အကြောင်းမို့လို့တကယ်လို့ပေါ့နော်ဒီ volunteer စုရဲ့ event စားနေရာဘာတို့ကချေချော်လက်ချော်တွေဖြစ်သွားခဲ့မယ်ဆိုရင် MRB အနေနဲ့လည်းဒီ ကော်လွန်ဒီရောဆီရိုဒီယာဒီမှာမျောလင်းခွင့်ကတော့ရှိနေပါတယ် နံပါတ်3မူဟာမက်ဆာလတ်ဒီဘာဝူတင်အီဂျစ်တောင်ပိုင်းသားသမားမူဟာမက်ဆာလတ်ကတော့ဒီရာဒီမှာသွင်းကို32ဂိုးနဲ့ဖန်ပြီးမှု22ကြိမ်တိပြုလုပ်ထားပေးခဲ့ပါတယ်။ဒါသူကဒီဥရောပချန်ပီယံဆုတဲ့ရရှိဖို့တိမ်ဆုံးကနေရေမဲစားနေပြီးတော့ဒုတိယနေရာအမ်ဘာပေတို့ဒီလီဝန်ဒေါစကီတို့တက်ဟာရီကိန်းတို့တက်ပို့ပြီးတော့ဒီဂိုးတွေပို့သွင်းထားတယ်။ဒီဘာဝူတင်တို့သူ့ရဲ့ဂိုးပေါဝင်ပတ်သက်မှုနှုန်းကဒီ2025ဘောလုံးလီရောဆုကိုစကူးကိုရေမဲစားဆုံးဖြစ်နေတဲ့ဒီရာဖီယာတက်တော်မှပဲသူကပို့ပြီးတော့ ဘုံပေါ်မှာပတ်သက်မှုပြီးပုံများနေသေးတယ်ပေါ့နော်ဒီမှာဦးတင်ရတဲ့ဒီချိန်မှာပြီးများလေးရဖို့တေချာတော့ဖြစ်နေပြီဆိုတော့ဦးစာလန်းအနေနဲ့လည်းဒီယာဒီဘောလုံးဒီရောစုကိုသူ့အနေနဲ့လည်းမှန်မှန်လို့ရပါတယ်ဒါပေမဲ့ဒီ ranking မှာဘာလို့ तू ကနံပါတ်3နေအောင်ရောက်နေရလဲဆိုတော့လီဗာပူးနေတဲ့ချန်ပီယံလိမှာမတင်မဲ့ဘဲနဲ့ဒီရှုံးထွက် playoff အဆင့်မှာလည်းထွက်ခွာခဲ့ရတာဖြစ်တယ်။နောက်ပြီးတော့ဒီ Carabao Final တို့ဒီ FA Plus ပြိုင်ပွဲတို့မှာလည်းသူရှုံးနေခဲ့ပါတယ်။ဒီချက်တွေကြောင့်ဒီ Musa Lane အနေနဲ့ ီ ranking မှာအဆင့်3နေရာရောက်ရှိနေတာဖြစ်တယ်ဒါပေမဲ့လည်းကိုဇာလာအနေနဲ့သူ့ရဲ့တူးချင်း performance တွေကြောင့် Bologna contender တယောက်ဖြစ်ဒီရပ်တည်မှုတွေမှာ top 3ထဲမှာပါဝင်နေတာဖြစ်ပါတယ်နံပါတ်4 Dembele PSG တောင်ပန်ကစားသမား Dembele ကတော့အဲသူ့ရဲ့ကစားသမားဘဝတစ်ချောင်းအကောင်းဆုံးဘောလုံးရတဲ့တစ်ခုကိုပိုင်ဆိုင်ထားပြီလို့တော့ပြောလို့ရနေပါပြီအဲအရင်တော့ကျွန်တော်ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရတယ် စီယိုအုပ်ကြီးလို့တော့လောင်ပြောင်ခံခဲ့ရတဲ့တန်ဘီဒီယာအခုချိန်မှာတော့ဒီပြင်သစ်လီဂူရဲ့ဘိုးသွင်းအများဆုံးသားသမားတစ်ယောက်ဖြစ်နေပြီးတော့ဒီလီပြတ်လူဝိအန်ဒရီရဲ့လက်အောက်မှာဒီ PSG အသင်းအတွက်အရေးကြီးဆုံးသားသမားတစ်ယောက်အဆင့်ကိုတော့ရောက်ရှိနေပြီဖြစ်ပါတယ်။ဒီလက်ရှိမှာ PSG အသင်းက ဒီ Messi, Mbappe, Neymar ရှိစီရ PSG ထပ်တော်မှာပိုကောင်းတဲ့အသင်းအသင်းတို့ချီကျူးခံနေရတယ်။ဒီ Champions League ပြိုင်ပွဲမှာဒီပြိုင်ပွဲတွေကိုကြော်ဖြတ်ပြီးပူဆွဲဖို့အတွက်တော့တော်တော်လေးခက်ခဲရုံးကန်မှာဖြစ်ပေမဲ့အကယ်၍များဒီ PSG အသင်းသား Champions League မှာပူဆွဲခဲ့ရင်ဒီ Dembélé ကလည်းဒီ Bologna ရောဝင်တာတယောက်ဖြစ်လာနိုင်ခြင်းရှိနေပါတယ်။နံပါတ်5 Lautaro Martinez ဒေါက်တာရိုမာတီနက်စ်လို့ပြောလိုက်တာနဲ့ကျွန်တော်က underrated ဆိုတဲ့စကားလုံးကိုအရင်ဆုံးပြင်မြင်ပြီးပါတယ်။နေရင်းထိုင်ရင် underrated ဖြစ်နေတဲ့ player တွေထဲမှာဒေါက်တာရိုမာတီနက်စ်ကိုတိုက်စစ်မှုမျိုးမှာထိတ်ဆုံးနေရတာတော့ကလည်းရှိနေပါလိမ့်မယ်။အဲ့ဒါဆိုဒီ series မှာကစားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။အဲ့ဒီပြဒီအရီမှာတော့ဒီလော်ဒါရိုမာတီနက်စ်ကအင်တာမီလန်ထဲမှာပြန်ပွဲဆို92မိထားတယ်။အင်တာမီလန်နဲ့အတူတူချန်ပီယံလိမှာဆီမီဖိုင်နယ်ထိတက်လန်းလာပြီးတော့စီးရီးမှာလည်းမပြေးကြအောင်စောင့်နေပါတယ်။ တီလော်တာရိုမာတီနန်နဲ့အတူဒီအင်တာမီလန်ပွဲတွေကိုကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့ leadership skill နဲ့သူ့ရဲ့ consistency ဖြစ်မှုတွေအရပေါ့နော်သူ့ကိုဒီမရှိမဖြစ်အရေးပါတဲ့တိုက်စစ်မှုတယောက်ဖြစ်ဒီနေ့အချိန်ထိရပ်တည်နေစေတာဖြစ်ပါတယ်။ဘာဖြစ်ဖြစ်သူ့အနေနဲ့ဒီချန်ပီယံလိဂ်ကို series ကိုစကူးခဲ့မယ်ဆိုလို့ရှိရင်ပေါ်ကဒီ player တွေလိုပဲသူ့အနေနဲ့လည်း volunteer winner တယောက်ဖြစ်လာနိုင်ရည်ရှိနေပါတယ်။ ။အဲလက်ရှိမှာပေါ်လို့ရသူတွေကတော့ဆက်လက်ကစားနေစေဖြစ်ပြီးတော့ဒီ top 5 ranking ကလည်းဒီအတိုင်းပြီးသွားမယ်လို့တော့မဆိုလိုပါဘူး။ကြောင်းလေးလေးတွေရှိနိုင်ပါသေးတယ်။အဲကျွန်တော်အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ဆာကာတို့ Declan Rice တို့ကတော့ဒီ Bologna ranking top 5ဆင်းမှာတော့မပါသေးဘူးပေါ့နော်။အဲပြိဿကြီးလည်းဒီဒါမဲ့ Bologna အဆုကိုဒီဘယ်ကစားသမားရနိုင်ကြများနေလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီ comment box မှာဝင်ရောက်ဆွေးနွေးပြသွားလို့ရပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးများတင်ပါတယ်။